က်ပေးပါမယ်။ကျွန်မကတော့ပြန်ဖို့ထပ်ပေါင်းတင်ဆက်ပေးခြင်းတဲ့သတင်းရအကြောင်းအရာတွေကတော့မြောစာတင်သွင်းထုတ်လုပ်ခွင့်ထပ်ပေါင်းသိ2600ကျော်ဖွင့်ပြထားပြီးထပ်မံစီစစ်ဖွင့်ပြပေးနေဆိုတဲ့သတင်း微博报三点三站安处，谁在苏热天？ ချက်ဆက်ယုံအပိုင်းတင်မှတနည်းလင်းရေနံစိမ့်တန်ချိန်9သိန်းချက်လုံးပြီဆိုတဲ့တွင်နိုင်ငံတကာသတင်းဘုတ်လေးနဲ့ဂျပန်စံစဘာစီနိုမြင့်တက်ခြင်းပြဿနာများကြောင့်အခွန်မူဝါဒပြောင်းလဲပေးရန်အစိုးရကိုတောင်းဆိုမှုများပြားဆိုတဲ့သတင်းဆက်ရှိတဲ့သတင်းတွေကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်။ ထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းတပုတ်အနေနဲ့မြောင်းစာတင်သွင်းထုတ်လုပ်ခွင့်မှတ်ပုံတင်9600ကျော် ခွင့်ပြုထားပြီးထပ်မံစီစစ်ခွင့်ပြုပေးနေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ြေဩစာကော်မတီအနေနဲ့ပြည်တွင်းကိုမြေဩစာတင်သွင်းခွင့်နဲ့ထုံလုံးခွင့်ရအတွက်လုပ်ငန်းပေါင်း9600ကျော်ကိုလုပ်ငန်းမှတ်ပုံတင်ထုတ်ပေးထားပြီးလုပ်ကိုင်းခွင့်ပြုထားပြီးထပ်မံလျှောက်ထားလူသူတွေကိုလည်းစီစစ်ပြီးလုပ်ငန်းမှတ်ပုံတင်ခွင့်ပြုထုတ်ပေးနေတယ်လို့စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆယ်မြောင်းဝန်ကြီးဌာနကသိရပါတယ်။ ပြည်တွင်းကိုမြေဩစာတွေတင်သွင်းခွင့်ထုံလုံးခွင့်နဲ့တင်ပို့ခွင့်တွေကိုရှောက်ထားသူအနေနဲ့မြန်မာနိုင်ငံယင်းဤမြောက်နံမှုကော်မရှင်မှမှတ်ပုံးတင်ထားသည့်ကုမ္ပဏီလုပ်ငန်းဖြစ်ရမှာဖြစ်ပါသည် ဒါအပြင်ရှောက်ထားသူရဲ့မှတ်ပုံတင်မိထူပြည်ပကုမ္ပဏီရဲ့စံချိန်စံညွန်ပြည့်မီကြောင့်အာမခံချက်ပြည်တွင်းကုမ္ပဏီရဲ့ရေအသွေးပြည့်မီကြောင့်ဂတိခံဝန်ချက်မျိုးစာနမူနာနဲ့မျိုးစာအိတ်ခွန်နမူနာစသဖြင့်လိုအပ်တဲ့အပြင်မျိုးစာတင်သွင်းခွင့်မှတ်ပုံတင်လက်မှတ်ရရှိပြီးသူတွေအနေနဲ့ပြည်တွင်းမှာတင်သွင်းပြန်ပြူးမည်ဆိုပါကကုန်သွယ်ရေးဦးစီးဌာနမှတွင်းကုန်လိုင်စင်ပြန်လည်ရှောက်ထားနိုင်ဖို့အတွက်ကိုစိုက်ပျိုးရေးဦးစီးဌာနရဲ့မျိုးစာစစ်ဆေးရေးအဖွဲ့မှထောက် ်ခံစာတွေကို ထုတ်ပေးနေတယ်လို့လဲဆိုပါတယ်မြောစာကောမဒီအနေနဲ့လက်ရှိပြည်တွင်းမှာမြောစာတင်သွင်းမှုထုတ်လုပ်မှုလုပ်ငန်းများအတူအခွင့်ပြုထားတဲ့ကုမ္ပဏီပေါင်း928ခုရှိပြီးမှတ်ပုံတင်အဆောင်9626ဆောင်ဖြင့်လုပ်ငန်းများဆောင်ရွက်နေတယ်လို့လည်းသိရပါတယ်ရှင်။ဒုရယာသတင်းဘုံအနေနဲ့ ရွှေဘူပေါ်စန်းနှင့်စံချန်းအချို့ဈေးတန်းဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။စံရှင်ညွန်ဈေးတွေနှလားဆက်တိုင်ဈေးတန်းနေရာကနေအခုဂျုံလာအတွက်တက်မှတ်လိုက်တဲ့ရှင်ညွန်ဈေးနှုန်းတွေမှာတော့ရွှေဘူပေါ်စန်းနဲ့စံချန်းအချို့ဈေးအနှဲငယ်မြင့်တက်လာတယ်လို့စီးပွားရေးနှင့်ကုသရောင်းဝယ်ရေးဝန်ကြီးဌာနစားသုံးသူရေးရာဦးစီးဌာနကလစဉ်ထုတ်ပြန်ပေးနေတဲ့စည်ရင်းတွေရသိရပါတယ်။ဧပြီနဲ့မေနှစ်လလုံးထုတ်ပြန်တဲ့စံရှင်ညွန်ဈေးတွေတည်ငြိမ်ခဲ့ပေမဲ့ပြီးခဲ့တဲ့မေလ လနဲ့အခုဂျွန်လအတွက်ထုတ်ပြန်တဲ့ဆိုင်ရင်ညွန်စင်းနဲ့နှိုင်းရှင်ရှင်တို့ပြိပတင်ပိုးတဲ့တဆမ်းမှန်ငါးမှတ်တမ်းစံချောင်းအုပ်စုဝင်စံတွေကားတို့တအိတ်ကိုကျက်နှထောင်နဲ့ရွှေဘိုပေါ်စံတအိတ်ကိုကျက်9000အထိမြင့်တက်လာပြီး25မှတ်တမ်းစံချောင်းအုပ်စုနဲ့အေယဝတီပေါ်စံအမျိုးအစားတွေကားတို့ဈေးငိမ့်နေပါသေး ကျွန်းလာအတွက်တတ်မှတ်ရင်းညွန်စေးတွေက25မှတ်တမ်း108ပေါင်းစံတဲ့8ကို6000ကနေ6900ချက်25မှတ်တမ်း108ပေါင်းစံတဲ့8ကို6200ကနေ9000ချက်30မှတ်နဲ့5မှတ်တမ်း108ပေါင်းစံတဲ့8ကိုတော့6500ကနေ9000ချက်အီယာဝတီပေါ်စံအဟောင်း108ပေါင်းစံတဲ့8ကတော့3200ချက်ကနေ3350ချက်အတစ်တဲ့8ကို9000ချက်ကနေ3200ချက် အထိရှိနေပြီးအရှင်းလာအတိုင်းပဲစည်းငိမ်နေပါထိငါမှတ်ကနေ30မှတ်တမ်း108ပေါင်းဆန်အဟောင်းတအိတ်ကို9800ကနေ33300ချက်ဆန်အစ်စ်တအိတ်ကို6800ကနေ32200ချက်အထိရှိနေပြီးအဟောင်းအစ်စ်တအိတ်ကို2000ချက်အထိမြင့်တက်လာပါထိ ရွှေဘိုပေါ်ဆန်းအဟောင်း108ပေါင်းစံတအိတ်ကားထော့တသိန်း9000ကျပ်ကနေတသိန်း9500ကျပ်အတစ်တအိတ်ကိုတသိန်း3500ကျပ်ကနေတသိန်း4000ကျပ်အထိရှိနေပြီးတအိတ်ကိုကျပ်9000အထိမြင့်တက်လာပါသည် စံဆက်တွေစံအယောင်ဆိုင်တွေကုန်တယ်တွေနဲ့ဆက်လုပ်ငန်းရှင်တွေအနေနဲ့လစဉ်ထုတ်ပြန်တဲ့ရင်းညုံစေနှုံတွေစီကဲအချက်တွေနဲ့အညီရောင်းချဖို့နဲ့စေနှုံဖို့မြင့်တင်ရောင်းချထားအရေးအသွေးမမှန်မကန်ရောင်းချထားတွေဆောင်ရွက်ပါကအရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေပုံမှန်၅အရာတရားစွဲဆိုထားဓာန်ငွေနဲ့အခွန်ငွေသတ်မှတ်ပေးဆောင်စေခြင်းစားထိထိရောက်စွာအရေးယူထားတွေပြုလုပ်သွားမယ်လို့လည်းထုတ်ပြန်ထားပါတယ်ရှင်။ ဆက်လက်ပြီးတန်လင်းရေနံချက်ဆက်ယုံအပိုင်းတင့်မှတနှစ်လင်းရေနံစိမ့်တန်ချိန်9သိန်းချက်လုံးမြည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ နိုင်ငံတော်ရဲ့73စီလိုအပ်ချက်ကိုအတိုင်းသားတရက်အထိဖြည့်ဆည်းပေးနိုင်ဖို့အမှတ်တရရေနံချက်ဆက်ယုတ်တန်လှင်ကိုအတွင်တင့်နယ်လက်ပတ်ထုတ်လုပ်သွားမည်ဖြစ်ရာအမှတ်တရရေနံချက်ဆက်ယုတ်တန်လှင်စီမံခိန်းအပိုင်းတည်အဖြစ်တနည်းလှင်ရေနံစိမ့်တန်ချိန်9သိန်းချက်လုံနိုင်အောင်ဆောင်ရွက်သွားမယ်လို့သိရပါအထိစွန့်အင်းဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးကိုကိုလွင်ကတာဝန်ရှိသူများနဲ့အတူယမန်နေ့ကအမှတ်တရရေနံချက်ဆက်ယုတ်တန်လှင်အဲ့ရိတ်သား၌ဆက်ယုတ်မှုနဲ့ ဲ့တာဝန်ရှိသူများအကျိုးသူပူပေါင်းဆောင်ရွက်လျက်ရှိတဲ့ကုမ္ပဏီမှတာဝန်ရှိသူများဒီပညာပိုင်းဆိုင်ရာ အကြံပေးအဖွဲ့တို့မှတာဝန်ရှိသူများနဲ့တွေ့ဆုံစဉ်အခုလိုပြောကြားခဲ့တာဖြစ်ပါသည် လက်ရှိမှာရေနံချက်စယုံစီမံကိန်းအပိုင်းတည်အဖြစ်တနှစ်လင်းရေနံစိမ့်တန်ချိန်9သိန်းချက်လုံနိုင်အောင်ဆောင်ရွက်သွားမှာဖြစ်ပြီးစီမံကိန်းအပိုင်းနှစ်အဖြစ်တနှစ်လင်းရေနံစိမ့်တန်ချိန်3သိန်းချက်လုံနိုင်ထက်ရေနံချက်စယုံကိုလည်းဆက်လက်ဆောင်ရွက်သွားနိုင်ဖို့ရေတိုးရေရှည်ရဲ့ CMM များအချမှတ်ဆောင်ရွက်လျက်ရှိတယ်လို့ဆိုပါတယ် ရေနံစိမ့်ချက်လုံနိုင်ဖို့အတွက်ဆက်ယုံတည်ဆောင်မယ်မြင်းနေရမှာလက်ရှိပိုင်ဖောင်ဒေးရှင်းလုပ်ငန်းတွေစတင်နေပြီဖြစ်ပြီးဆက်ယုံအတွက်လိုအပ်တဲ့တဘာဝတန်ွေများ ထိန်းချုပ်ဖြန့်ဖြူးပေးမယ်တဘာဝတန်ွေထိန်းဖြန့်စခန်းတန်လှင်ရေနံစိမ့်နဲ့ရေနံထွက်ပစ္စည်းတွေတည်ယူမယ်ပိုင်လိုင်းတည်ဆောင်ခြင်းစာတာတွေကိုသတ်မှတ်အချိန်ကာလမှာပြည်စည်းနိုင်ရေးနဲ့သတ်မှတ်စမ်းချိန်စံညွှန်းများနဲ့အညီစနစ်တကျဆောင်ရွက်လျက်ရှိတယ်လို့သိရပါတယ်ရှင် နိုင်ငံတကာသတင်းပုံအနေနဲ့ဂျပန်စံစပောင်းစိန်နှုံမြင့်တက်ခြင်းပြဿနာများကြောင့်အခွန်မူဝါဒပြောင်းလဲပေးရန်အစိုးရကိုတောင်းဆိုမှုများပြားဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဂျပန်မှာဖြစ်နေတဲ့ဆန်စပါးပြဿနာကြောင့်အခွန်ပေါ်လစီပြောင်းလဲပေးဖို့တောင်းဆိုမှုများလာကထုံးလုံးနိုင်စွမ်းအပိုင်းနဲ့နိုင်ငံလေယာခန်းနာစီးပွားဖြစ်လောက်ကိုင်းနေခြင်းကိုကန့်တတ်ဖို့အပိုင်းတွေမှပြဿနာများကိုထောက်ပြလာကြပါသည်။ဆန်စည်းနှုံးများတက်နေခြင်းကိုရှော့ချဖို့အတွက်ဂျပန်အစိုးရကယခုရက်တွေမှတူလောင်ဆန်တွေကိုရောင်းချဖို့ဆုံးဖြတ်ထားပါသည်။ နိုင်ငံတဝမ်းမှာပြန်ဖြာဆန်စင်းနှုန်းက9ကီလိုဂရမ်ကို4260ရန်ဖြည့်ရောင်းချနေပြီးပြီးခဲ့တဲ့ရက်သတ္တပတ်ကအထက်25ရန်ကျဆင်းလာပါသည်ဒါပေမဲ့ယမန်နှင့်ကာလာကားထက်စာရင်ထော့ဈေးနှဆလောက်ဖြစ်နေစေဖြစ်ပါထေဒီလိုမြင့်တန်နေပေမဲ့ဂျပန်အစိုးရကထော့စပားတောင်သူများကိုကာကွယ်ပေးဖို့ဖန်တီးထားတဲ့အတိုင်းသားတွေကိုပြောင်းလဲပေးဖို့ညှင်းဆုံနေကြပါထေ အစိုးရကနှစ်စဉ်စံတန်းချိန်9300ကို အခုမဲ့တင်သွင်းနေပြီးတန်းချိန်3000ကိုတော့မရှိမဖြစ်စားစရာအတွက်သတ်မှတ်ထားကကျန်တာကိုစံမှုလိုမျိုးစားစရာများပြုလုပ်ဖို့အတွက်ခွဲရန်ချထားပါတယ်။ဒေချာမနှိုင်းရှင်ရသေးပေမဲ့ပြည်တွင်းစံတွေကတင်သွင်းစံတွေထက်ဈေးပိုသက်သာမယ်လို့ထင်နေကြောင်းဂျပန်ဈေးဝယ်သူတအူးက CCTV ကိုပြောပါတယ်။ အစိုးရမှစံထွေးရပေါ်မှာအခုနှုံးမလျှော့ချလူသားကဂျပန်လေယာစိုက်ပျိုးရေးကော်ပိုရိတ်ဂျေအေရဲ့အကျိုးစီးပွားကိုကောက်ွက်လို့တဲ့သဘောဖြစ်ပါတယ် GA ဟာပြည်တွင်းလေယာဉ်တွေကိုကောက်ွယ်ဖို့အတွက်နိုင်ငံခြားဆန်များတင်သွင်းခြင်းကိုကန့်ကွက်နေတာပါ။ GA ဟာဂျပန်တောင်သူတွေရဲ့အကျိုးစီးပွားကို ရှေ့ရှုတာဖြစ်ပေမဲ့ခဏတာသာအကူအညီဖြစ်နိုင်ပြီးလေယာဉ်စိုက်ပျိုးခန္ဓာကြီးရဲ့အထူးကပြဿနာတွေ ဖြေရှင်းနိုင်မှာမဟုတ်ဘူးလို့ဂျပန်ပြန့်ချီစီးပွားရေးအဖွဲ့အစည်းမှဦးဆောင်သူတွေသည် ရှုစကဲအိုရီကာဆာကပြောသွားပါတယ်လို့သိရပါတယ်ရှင်။ ယခုတင်ဆက်ပေးခဲ့တာကတော့ရန်ကုန်တိုင်းစီရဲ့နေစဉ်သတင်းအစီအစဉ်တွေပဲဖြစ်ပါတယ်။ကြီးစုအားပေးခဲ့သောသူများအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်။ကျမကတော့မြန်မိုးထပ်ပါ